ညဘက်နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်စေဖို့ညဘက်ကောင်းကောင်းမအိပ်ရလို့မနက်ခင်းမှာလမ်းဆန်းမှုမရှိတာမျိုးဖြစ်ဘူးပါဒလားအိပ်ရဝဖို့ဆိုတာကျမရဲ့အတွက်အရန်ရေးကြည့်ပါလေကောင်းမွန်တဲ့အိပ်ဆက်ခြင်းရရှိစေမယ့်လွယ်ကူတဲ့နီလန်သုံးခုကိုပြောပြပေးပါမယ်အချိန်မှန်အိပ်ပါနိုးပါနေတိုင်းအိပ်ချိန်နဲ့နိုးထချိန်ကိုပုံမှန်ထားပါဒါမှသင်္ခန္ဓာကိုယ်ရဲ့ဇီဝနာရီဟန်ချက်ညီပြီးအိပ်ချိန်စိတ်ကိုပိုဖြစ်ပေါ်စေမှာပါအိပ်ရာမဝင်မီဖုန်းကိုချပါ အရာမဝင်ခင်အနည်းဆုံး나이ဝက်လောက်အလိုမှာဖုန်း TV ကွန်ပျူတာစတဲ့အပြာရောင်လင်းထွက်တဲ့ပစ္စည်းတွေကိုရှောင်ရှားပါဒီအလင်းတွေကတင်းရဲ့အိပ်ဆက်ခြင်းဟော်မုန်းထွက်ရှိမှုကိုအနှောက်အယှက်ပေးပါတယ်အိပ်ခန်းအပူချိန်ကိုလျှော့ချပါအေးမြတဲ့အခန်းအပူချိန်ဟာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့အကောင်းဆုံးဖြစ်ပါတယ်တင်းအိပ်ခန်းကိုအေးမြမောက်မိုက်ပြီးတိတ်ဆိတ်နေအောင်ထားပါ ဒီအလေးချင်းလေးတွေကိုနေ့စဉ်ပုံမှန်လှုပ်ဆောင်ခြင်းအပြင်တင်ဟာမကြခင်မှာပဲလမ်းဆန်းတကြွတဲ့မနက်ခင်းတွေကိုပိုင်ဆိုင်ရမှာပါကောင်းမွန်စွာအိပ်ဆက်အနားယူခြင်းဖြင့်တင်းရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာစံမာရေးကိုမြင့်တင်လိုက်ပါဒီချက်တွေတဲကဘယ်ချက်ကိုစပြီးလိုက်နာကြည့်မလဲဆိုတာကွန်မန့်ပေးခဲ့ပါဦးနော်နောက်ထပ်စံမာရေးဟူတူတာတွေအတွက်ကျွန်တော်တို့ကိုဖောင်းလုပ်ထားဖို့မမေ့ပါနဲ့